ကျမတော်ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နေ့လယ်နှစ်နာရီထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံရဲ့သတင်းတွေကမ္ဘာသတင်းတွေနဲ့အတူငလင်းနဲ့ပတ်သက်တဲ့နောက်ဆက်တွဲသတင်းတွေကိုလည်းရှုစားကြရမှာပါရှင်မန္တလေးမြို့မှာအင်အား9.8မဂနီကျူအဆင့်ရှိတဲ့ငလင်းလှုပ်ခတ်ပြီးတဲ့နောက်ပြည်လဲထူထောင်ရေးလက္ခဏာတွေမြင်တွေ့နေရပြီလို့ရိုက်တာကဖော်ပြပါဗျာ မန္တလေးမြို့မှာစီးပွားရေးလုပ်ငန်းတွေပြန်လည်ဖွင့်လှစ်တာနဲ့ထိခိုက်မှုတွေဖြစ်ပွားခဲ့တဲ့ဒေသခံတွေကိုတင်နီယာပြန်လည်ရွှေ့ပြောင်းတာတွေကိုရိုက်တာကညီညွတ်ဖော်ပြတာဖြစ်ပါတယ်။ငလေးကြောင့်ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့တဲ့နေရာတွေမှာရှာဖွေမှုနဲ့ကယ်ဆယ်မှုလုပ်ငန်းတွေဆက်ပြီးဆောင်ရွက်နေတဲ့အချိန်မှာစီးပွားရေးလုပ်ငန်းတွေပြန်လည်ဖွင့်လှစ်တာဖြစ်ပါတယ်။ဧပြီလ၁ရက်နေ့ကပြန်ဖွင့်ခဲ့တဲ့ကုန်စုံဆိုင်ဟာပြန်ဖွင့်ချိန်ကတည်းကဖောက်တယ်နှစ်ဆတိုးခဲ့ပါတယ်။မရှိမဖြစ်အသုံးဆောင်တွေအစားအသောက်အဖျော်ရမကရင်နဲ့တကူရီသုံးပစ္စည်းတွေကရောင်းရကောင်းနေသလို ေါင်မုံနဲ့ခောက်ဆွဲ၆လိုမျိုးအားထားခံတဲ့အသင်စားအစားအသောက်တွေကိုပို့ပြီးလိုအပ်နေကြပါတယ်။အခြားစီးပွားရေးအနေနဲ့တစ်တီးရောင်းဆိုင်တွေ၊ဇပင်းညက်ဆိုင်တွေကလည်းပြန်လည်ဖွင့်လှစ်နေတယ်လို့ရိုက်တာကဖော်ပြပါတယ်။အပြက်စီးတွေကြားမှာရှာဖွေမှုတွေနဲ့ကဲဆယ်ရေးတွေလုံးဆောင်နေတဲ့အချိန်စီးပွားရေးလုပ်ငန်းတွေပြန်ဖွင့်နေပေမဲ့ကြန့်ရှိနေတဲ့ဒေသခံတွေအတွက်စိန်ခေါ်မှုတွေပဲဖြစ်တယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်ရှင်။ ဧပြီလ9ရက်နေ့နဲ့10ရက်နေ့တွေမှာမန္တလေးက Sky Villa အဆောက်အဦးကနေကလေးငယ်တွေပါဝင်သေဆုံးသူရုပ်အလောင်း14လောင်းထိတွေ့ရှိခဲ့ရပြီးပိတ်မိနေခဲ့တဲ့သေဆုံးသူအယောက်200ဝန်းကျင်လည်းရှိနေသေးပဲလို့ဗဟိုမန္တလေးတိုင်းရုံမြန်မာနိုင်ငံလူမှုကေဆေးရေးအဖွဲ့ရဲ့တာဝန်ရှိသူတယောက်ကို TV သတင်းထောက်ကေခိုင်ကဆက်သွယ်မိမြန်ထားပါတယ်ရှင်ဒီမနေ့ကပေါ့နော် Sky Villa မှာ dead body ရဲ့ထက်တွေ့ရဆိုပြီးတော့ကြားလို့ပါအဲ့ဒါနဲ့ပတ်သက်ပြီးတော့နောက်ဆုံး update အချင်းတွေတစ်ချက်သိလို့ရမလားရှင့်ဒါကလေးတလောက်ပြန်ငယ်အောင်မယ် လင်းကားနဲ့လောက်ကြည့်မယ်ခင်ဗျာမနေ့က73လောက်မြို့သူမြို့သားလေမနေ့က73လောက်ထဲလေအပြုံလိုက်တယ်မနေ့ကတနေ့တည်းမှာသူ့ပြုံတွေ့တာပြေးလွှိုင်းနဲ့ပြီးပြီးတော့ပြန်ပြီးအုပ်ထုတ်လိုက်ကြည့်ပထမတစ်ချိန်မှာအားလုံးမပြီးဘူးအဲ့တော့ clear clear ကိုအဲ့လူကြီးတွေဖတ်ပေးတာနောက်ဆုံးတစ်ချိန်မှာအားလုံးပြီးသွားတော့ဘုံလေးကနော်လေညနေမြန်မာသိမချမ်းတာ clear လောက်နေမှာတော့ကြည့်ရဲစတဲ့ဘယ်လိုပြောတဲ့အရကားအောင်မရှိဘူးတက်ဆူဝိုက်ဒီဝါဘုံလေးသိမကောင်းဟုတ်ကဲ့ပါအဲ့ဒီမှာပေးမိနေတဲ့သူတွေကတော့ကိုဘယ်လောက်လောက်ရှိနေသေးလို့ပြောလို့ရမလဲ တိုင်းနေတော့ချက်မှာအဲအလုံးပေါင်းတော့ဆော်ပိုင်းเนี่ยကျွန်တော်မှစားဖွဲ့တယ်ဆိုတော့ပြောခွင့်ရရနာမှရှိမှာပေါ့ကျွန်တော်ရှိမှာဝန်ထဲစားဖွဲ့ပြီးလည်းအများကြီးသိတာပေါ့ပေးသေးမှာ၄၀၀ကျော်ပါတယ်သူအဲ့ထဲမှာဒီလေးမရှိရှိနေတာနဲ့ရောက်200ကျော်ရှိတယ်ဆိုတော့300ကျော်တော့ရှိမှာပထမနေ့ဘတ်စင်ကျွန်တော်ပြောမရှိတော့ဘူးယူတာပဲချိန်နေခိုင်းရဟုတ်ကဲ့လက်ရှိအကိုတို့လုံဆောင်နေတဲ့အပိုင်းလေးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောပြပေးပါအောင်ရှင့်တိုက်ကိုပြောရအောင်ဘာဖို့လဲဟိုပြောတော့ပြောတာပဲဒါမဲ့ဟိုအကောင့်ကြီးများပြောရရင်ပုံကတော့နည်းနည်းကြပြောတာ တရားတို့ရဲ့ along တွေဟိုတော့တန်ကြီးကြီးပြည်ကြီးလို့ရှိရင်အဲ့ဒီ along တွေပေါ်တယ်ရုံဝဲကိုပို့တယ်တန်ကြီးကြီးပြည်ကြီးတွေ့လို့ရှိရင်ဒီတရားဆိုင်ရာအခန်းကန်းလိုက်ကိုကန်းကြီးကန်းကြီးပြန်ပေးတယ်လက်ရှိလုံးပါတာပေါ့လက်ရှိတော့ DB ပေါ်တာပါပဲဒီပေါ်တယ်ဒီပေါ်ရင်းနဲ့ပဲရှားပြည်ကြီးတွေ့လို့ရှိရင်လည်းပြင်နေမြတ်တယ်လောက်ခါတာအဲ့ဒီမှာကန်ကောင်းပြီးတော့တက်ရှင်ညာတို့တွေ့ရင်လည်းကန်ပေါ့တာကန်ကောင်းတာပေါ့ ငလင်ဘေးတိမြန်မာနိုင်ငံအတွက်တောင်ကိုရီးယားနိုင်ငံကလူသားချင်းစာနာအကူအညီဖြစ်ဒေါ်လာ2တန်းတန်ကြီးရှိတဲ့အရေးပေါ်ထောက်ပံ့ရေးပစ္စည်းတွေထပ်မံပြီးတော့ပို့ပေးသွားဖို့ရှိနေတယ်လို့ KBS World သတင်းမှာဧပြီလ10ရက်နေ့ကဖော်ပြခဲ့ပါတယ်။ငလင်တဲ့တဲ့သူတွေကိုကူညီဖို့အတွက်ရွေးဖြင့်တဲ့အလုံး900လောက်၊ရည်တမ်းမှုအလုံး4000နဲ့စောင့်ထဲ8သိန်းလောက်ကိုပို့ပေးသွားမှာဖြစ်ပြီးဒါဟာတောင်ကိုရီးယားအစိုးရရဲ့မြန်မာနိုင်ငံအတွက်လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးဒုတိယကြော့ဖြစ်ပေးရတာဖြစ်ပါတယ်။ အစောပိုင်းကာလတုန်းကလည်းတောင်ကိုရီးယားအစိုးရအနေနဲ့ငလင်းအပီးအရေးပေါ်ကယ်ဆယ်ရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ရေးအတွက်ချက်ချေနေကနေတစဉ်ထော်လာနှစ်တန်းထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါတယ်ရှင်ငလီမာတည်ဆုံးခဲ့ရသူတွေကိုငွေကျပ်၁၀သိန်းစီထောက်ပံ့ပေးမယ်ဆိုတဲ့စက်ကောင်းဆောင်ပြောဆိုခဲ့ရတဲ့ပတ်သက်လို့လူလူသားမှဝေဖန်ခံနေကြပါဗျ။ဝေဝေသတင်းပေးပို့ထားပါရရှင်။ မေတ္တာမက်စလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်မှာတည်ဆုံးခဲ့ရတဲ့သူတွေအတွက်တယောက်ကိုငွေကျပ်10သိန်းစီ ထောက်ပံ့ပေးမယ်လို့စစ်ကောင်ဆောင်ကဧပြီလ9ရက်နေ့မှာပြောဆိုခဲ့တာပါမြန်မာကျပ်ငွေ10သိန်းဟာလက်ရှိပြမပေါက်ဈေးအရအမေရိကန်ဒေါ်လာ220ကျော်သာရှိပြီးထိုင်းဘတ်ငွေ8000နီးပါးသာရှိပါတယ်။ဒီငွေကြေးပမာဏဟာလက်ရှိမြန်မာနိုင်ငံရဲ့ငွေကြေးဖောင်းပေါက်မှုတွေကြောင့်ဝေဖန်ခံရတာဖြစ်ပါတယ်။ငလျင်မှာတည်ဆုံးခဲ့သူမိသားစုဝင်တယောက်ကတော့ မိသားစုဝင်တည်ဆုံမှုတန်ဖိုးဟာငွေကျပ်စေသိမ်းမဖြစ်တဲ့ကြောင်း DVB ကိုပြောပါတယ်။အခုရောလုံးဆက်တယ်လိုက်ရှိပါ။ကိုမောင်ကအဲ့ဆက်စေသိမ်းနေတယ်ပါမပေါ်မရှိပါ။ကိုမောင်တနေ့တည်းမတန်မောင်ကိုဒီချိန်မှာကိုမောင်ဆုံးရှုံးလာတာဝယ်ကိုခံစားနေရအဲ့ဒါနေတူတယ်မလို့ကြာ။ဆက်သိမ်းနေရတော့ဘာမှဘူးပြောရမှာမတန်ဘူးဒီသူ့ဘက်ကဒီမှာဝိပန်ချင်းအာသူဆက်စေသိမ်းနေရတော့ခုခုခါလာမှာဘူးမှာ ်ဆင်ဒီပါတတိယရဲ့အနေကစေတူနေရတော့တကယ်ဆိုရင်အဲ့မကောင်ပံဘူးကံပံဘူးစီချင်တာပေါ့စစ်ကောင်စီရဲ့စီးရင်တွေရကတော့ဧပြီလ9ရက်နေ့ထိတည်ဆုံးသူက3600ရှိလာပြီဖြစ်ပါတယ်။ကုညီကယ်ဆယ်ရေးအနေနဲ့နိုင်ငံပေါင်း20ကနေကုညီကယ်ဆယ်ရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်ပံ့ပစ္စည်းတွေပေးပို့ထားတယ်လို့စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းရဲ့ပြောပြချက်အရသိရပါတယ်။ ီလိုနိုင်ငံတကာရဲ့ထောက်ပံ့ပေးမှုတွေရှိနေပေမဲ့ငွေကျပ်စေသိန်းသာထောက်ပံ့ပေးတာဟာရက်စရာကောင်းဆောင်ကိုတကြွလှူရှာသူတယောက်ကဝေဖန်ပါတယ်။ဟိုသူတို့ကသူတို့လဲဒါအတင်းအဓမ္မနိုင်ငံတော်အာဏာကိုယူထားတယ်ပေါ့နော်။သူတို့ကသူတို့လဲဒါအစိုးရပါဆိုပြီးတော့နိုင်ငံတကာတွေနဲ့လဲသူတို့ဟိုဖုံးကြီးပြောပါကြီးပြောပေါ့နော်အကူအညီတွေတောင်းခံပြီးတော့ဒီဒေါ်လာတွေလဲဒီဒေါ်လာငွေတွေလဲလက်ခံပြီးတော့မှအီအောင်နေမချက်ဘူးလားပေါ့နော်။ကျွန်တော်အနေနဲ့အဲ့လိုမေးချင်တာပေါ့။ဒါပေမဲ့နှစ်ကမဆာနာဘူးလားပေါ့။ မဆန္ဒဘူးလားဆိုတော့ကကြံရင်းတဲ့မိသားစုတွေပေါ်မှာမဆန္ဒဘူးလားလို့ကျွန်တော်တို့ကပြောချင်တာပေါ့နော်။ဒါကျွန်တော်တို့တင်သွားတဲ့လူတယောက်တည်းကိုထောက်ပံ့တာပြီးဆန်ဆယ်ဦးကိုတော့မရှိတော့ဘူးကျွန်တော်မချက်ဘူးလားမဆန္ဒဘူးလားလို့ပဲမျိုးကိုပြန်မေးချင်တာစိတ်ကောင်းစီ။တင်သွားတဲ့သူတွေရဲ့ကြံခဲ့တဲ့ဟိုပါပေါ့မိသားစုတွေကစိတ်တန်ရည်အရင်ကြီးကြီးကျယ်လွန်ကြီးတယ်။ဘုရားနိုင်ငံတော်အဆင့်ပြားဒီထက်မကတော့လုပ်တင်တာပေါ့တော်တော်စိတ်မကောင်း DVB ရဲ့ကောက်ယူရရှိထားတဲ့ဆင်းရဲရာကတော့ဧပြီလ6ရက်နေ့ထိနိုင်ငံတကာရဲ့ထောက်ပံ့ပေးမှုတွေကအမေရိကန်ဒေါ်လာ 136တသမ88တန်ရှိရလို့သိရပါဗျ။လက်ရှိအချိန်ထိလည်းစစ်ကောင်စီရဲ့ဝါရဖြန့်သတင်းစာတွေကနေငလျင်အတွက်အလူငယ်တွေဆက်လက်ကောက်ခံနေသေးပဲဖြစ်ပါတယ်။ကျွန်တော်ဝေပါ။မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးကြောင့်တေဆုံးခဲ့တဲ့တရုတ်နိုင်ငံသား6ယောက်ထိရှိလာပြီးဒဏ်ရာသူ73ယောက်ရှိတယ်လို့မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်ရုံရဲ့အတည်ပြုချက်ကိုကိုးကားပြီးစင်ဟွာသတင်းမှာဒီကနေ့ဖော်ပြပါဗျာ။ ဧပြီလ၈ရက်နေ့မနက်ထီရထားတဲ့စရင်ဖြစ်ပြီးဘယ်နေရာမှာတည်ဆုံခဲ့တယ်ဆိုတာနဲ့ဘသူဘဝဆိုတာကို အသေးစိတ်တော့သတင်းမှဖော်ပြထားတာမရှိသေးပါဘူး။မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကစကိုင်းနဲ့မန္တလေးအနီးကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့9.8ရှိတဲ့အင်အားပြင်းကလေးကြောင့်လူ၄000ကျော်သေဆုံးခဲ့တာမှာတရုတ်နိုင်ငံသားတွေလည်းပါဝင်ခဲ့ရပါတယ်။ငလင်းကြောင့်နိုင်ငံသားသားသေဆုံးမှုဟာဧပြီလ၄ရက်နေ့ထိ9ရက်ရှိတာကနေအခု6ရက်ထိထပ်တိုးလာတာဖြစ်ပြီးအားလုံးဟာတရုတ်နိုင်ငံသားတွေဖြစ်ကြပါဗျ။ အင်းဒီချင်းတရုတ်နိုင်ငံဟာမြမငလျင်ဘေးနဲ့ပတ်သက်ပြီးငွေအားလူအားနဲ့အကူအညီပစ္စည်းတွေပါလေကြောင်းကရောဂုံးလန်းကပါအင်တိုက်အားတိုက်ထောက်ပံ့ပေးနေတဲ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်ရှင်။စကိုင်းငလျင်ဘေးတန်းကြောင့်ထိခိုက်ခံစားရသူတွေကိုကူညီဖို့မြေပြင်အထိမသွားရောက်နိုင်တဲ့ပြည်ပရောက်လူငယ်တွေဟာသူတို့တက်ကြွနဲ့ဤပညာနဲ့အကူအညီပေးဖို့ကြိုးစားနေကြပါတယ်။ ဘန်ကောက်အခြေဆိုင်နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Softnovation ကအင်အားဖြင့်စကိုင်းငလင်ဘေးဒဏ်ကြောင့်အကူအညီလိုအပ်နေသူတွေကိုနည်းပညာနဲ့အကူအညီပေးနိုင်ဖို့ Hope Hand ဆိုတဲ့ website ကိုဖန်တီးဖိထားပါဗျ။ဒီ website ကတော့အလူရှင်တွေနဲ့အလူခံပုံပုံတွေကိုတိုက်ရိုက်ရှာဖွေပေးနိုင်တဲ့အချက်လက်တွေကိုစုစည်းထားတာလည်းဖြစ်ပါတယ်။ဒီအကြောင်းအရာတွေကို Softnovation နဲ့ Hope Hand တီထောင်သူကိုစီသူညှို့ဆွေကိုသတင်းတောက်မြစ်စင်ကဆက်သွယ်မေးမြန်းပေးထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။အိုး ဲ့လိုအကိုကြီးကျမက DPP သတင်းတော်မြို့သစင်ပါရှင်။ပထမဆုံးအနေနဲ့ပေါ့နော်ဒီ hope sun လေးကိုစပြီးဖန်တီးဖြစ်ပုံလေးကိုပြောပြပေးပါရှင်။ဘာကြောင့်ဒီလိုမျိုးလှုပ်ဖြစ်ခဲ့တာလဲပေါ့နော်။အကြောင်းဒီဟိုငလင်ပေးကြီးကြောင့်ပေါ့နော်။နောက်တစ်ရက်နေ့တက်လာတယ်။ညနေမှကျွန်တော်အားလုံးစိတ်မကောင်းဖြစ်ရပါတော့။ဟိုနိုင်ငံရောက်နေရဒီဟိုငွေကြီးကုန်နေတာလည်းပြောချင်တာချက်ချင်းကူကကျွန်တော်တို့ဒီရောက်နေပြီးအားလုံးမတွေ့ဘူးပေါ့နော်။အဲ့တော့ဟိုနေ့စဉ်ရက်ဆက်ဟိုမတင်လောက်တာနဲ့များဒီလူတွေဒုက္ခရောက်လာတဲ့များနဲ့အများကျွန်တော်ဟိုလူတွေတော်တော်များများလည်းဖြစ်မဲ့ထင်ပါတယ်။ ဟိုလုပ်တယ်လို့ရှင်တည်းမရှိဘူးဟိုတချို့ဟာလည်းနည်းနည်းလို့ပို့ဆောင်လို့လည်းရရှိတယ်ပြီးလည်းမကောင်းတော့တချို့ရှင်တော့ဘာမှလုပ်ချင်တယ်လည်းမရှိဘူးတော့အဲနဲ့ဒီချိန်မှာတခုခုတော့ဟိုကျွန်တော်ကျွန်တော်တက်ပြရတယ်ပဲဖြစ်ဖြစ်ဒီငွေကြေးတွေကကုမ္ပဏီနာရှိမယ်ဆိုပြီးတော့တကယ်ချင်းဒီကျောက်ဒီ subscription team က member တွေနဲ့တိုင်ပင်ပြီးတော့ကျွန်တော်အားလုံးဟိုစဉ်းစားရအောင်နော်ဘာလို့ကိုကိုစဉ်းစားရအောင်တစ်စဉ်းစားနေလူတွေအတွက် ဘာလို့လဲဘလို့ system တွေကိုလို local community ရဲ့မှာ deploy လုပ်နေကြရဲဆိုပြီး live ပြီး research လုပ်ဖြစ်ကြရဲပေါ့ကျွန်တော်အဲ့လို research လုပ်နေနေတွေ့ရခါကျတော့တချို့ဟို system တွေอ่ะကျွန်ငွေကြေးလူတွေရတယ်တချို့ကတော့ link နေဆိုပြီးတာရှိတယ်တချို့ကတော့ဒီဟို equity ကိုကျွန်တော်ဟို live update လို့မျိုးကြည့်လို့ရတဲ့ system တွေတွေ့ရရဲဗျအဲ့နောက်တစ်ရက်မှာလို့ညနေပိုင်းလောက်မှာအကြံတစ်ခုရအောင်တော့ဒီ Facebook ရဲ့ကတ္တနာကိုမြင်လာလဲပါတော့ဗျ ဟိုလူတိုင်း Facebook သုံးတယ်ပြင်မယ် hashtag ကိုတော့ဘယ်လိုသုံးရလဲဆိုတော့လူတိုင်းမသိတာမျိုးတွေ့ရရပြော။အဲဆက်ပြင်ဟို Facebook မှာတင်ရတဲ့အနေသတင်းတွေနဲ့ပတ်သက်တဲ့အရာတွေကဥမာကိုကအကူအညီလိုတဲ့သူတယောက်ဖြစ်ဖြစ်ဟို evolution တယောက်ဖြစ်ဖြစ်တရားတယောက်ချိန်ဆက်ရှင်ဥမာဟိုခုနေ့ကဒီ post တွေတွေ့လိုက်တယ်။ဒါပေမဲ့ဘယ်တိဘယ်တိုင်းဒီတိုင်းဘယ်တင်းနေအဲ့ရဆိုရင်ကျွန်တော်စာရိုက်ပြီးပြန်ရှာလို့မလွယ်ဘူးเนาะအဲ့ပို့ဆိုပြန်တွေ့ချင်းကျွန်တော်ကအခုညီလိုလို့ရှာတင်လိုက်ပြီးတခုခုပေါ့အဲ့တော့ကျွန်တော်ဒီလိုမျိုးဟိုရှာလို့လွယ်အောင်လုပ်ပြီးနေတဲ့လူတွေအတွက် ထောက်ကူဖြစ်နိုင်တယ်ဆိုတဲ့အရာကိုကျွန်တော်တွေးမိရပေါ့အဲ့ဒါကျွန်တော်ဒီမြေပြင်ကအကူအညီလိုတဲ့လူတွေနဲ့အလူရှင်တွေအတွက်တနည်းအားဖြင့်မှာ information ကိုလောလောကူရှာလို့ရမယ်အတိအကျရှာလို့ရမယ်အဲ့လိုရှာလို့ရရင်အချိန်ကုန်သက်သာမယ်ပြီးရင်သူတို့အချိန်ကြီးလည်းမြန်မြန်ချိန်ဆနိုင်မယ်အဲ့လိုအတွေ့အကြုံနဲ့အာကျန်ရပြီးတော့ကျွန်တော်တင်းကလူရဲ့ senior ကိုတရားပြောပြရဲအဲသူတို့ကလေလူကလေး wine suggest လုပ်ရင်းနဲ့ဒီ hope sign လေးကိုအရင်ကညပဲစာပြီးကျွန်တော်တည့်ရထက်နဲ့ double လုပ်တယ်ပြီးတော့ဒီ public ကို release လုပ်လိုက်တာပဲဟုတ်ကဲ့ပါကို ဒီ hope ဆန်းကိုအသုံးပြုသူတွေအနေနဲ့ဘယ်လိုမျိုးလွယ်လွယ်ကူကူသုံးပြုနိုင်ပါသလဲရှင်မြန်မာနိုင်ငံနေရာအနှံ့ကအသုံးပြုနိုင်ပါသလားရှင် ာကျွန်တော်မြန်မာနိုင်ငံနေရာအနှံ့နေပြီးအသုံးပြုရပါပြီ။ပြီးတော့အာဒူဘိုင်းဖုန်းနဲ့လည်းအသုံးလုပ်တွဲအောင်လည်းလုပ်ထားပြီးရပြီ။ဒါမှမဟုတ် application တွေနဲ့မထုတ်ဘူးလဲဆိုတော့အခုလိုဆိုရင်ဒီငလင်တန်းကြောင့်မြန်မာနိုင်ငံ online တွေမရဘူး line မကောင်းတာတွေ line ပြတ်တာရှိနေတဲ့အချိန်ကြီးပဲမှာ download ဆွဲရတဲ့ဟာကိုတို့အဆင်မပြေဖြစ်မှာဆိုလို့အဲ့အောင်လည်းတွေ့ပြီးနေဒီ work app တပုံမျိုးလေးလုပ်ဖြစ်သွားတာပြ။ဥပမာကျွန်တော်ဒီ hopesam.info ဆိုတဲ့ဟာလေးကိုနှိပ်မယ်။ပြီးရင်တန်းသုံးလို့ရမယ်။အဲ့လိုမျိုးပေါ့ဗျ။ပြီးတော့ဟိုအသုံးပြုနည်းဆိုရင်လည်းကျွန်တော်ဟိုလွယ်ကူ solution အောင်လို့ဥပမာ solution ဒီအနေနဲ့ဆိုရင်အစင်းသွင်းရဆိုတဲ့နေရာနေပြီးသူလိုအပ်တဲ့အချက်လက်လေးကိုဖြည့်မယ်။သူ့ကိုသူ လူရှင်ဖြစ်ဟိုစီးရင်တွေ့နိုင်ပြီပေါ့နော်အဲ့လိုမျိုးဟိုအကူကြီးတောင်းခံတဲ့လူအနေနဲ့ဆိုရင်လေအကူကြီးတောင်းခံလို့ဆိုရင်ကျွန်တော်တို့ဒီနားရလောင်ပြန်အလေးကဟိုအတုံးလေးလုံးရှိပါတော့ဟိုတော့ဒီဘက်စကားကျွန်တော်တက်ပြုတ်ပါတော့အဲ့လိုနေမယ်ပြီးရင်အောက်ကပေါ်လာတဲ့ဟိုအပေါင်းလက္ခဏာလေးကိုနေပြီးတော့ဟိုမိမိတောင်းခံလို့ရတဲ့အကူကြီးကိုဖြည့်သွင်းထားနိုင်နေပြီပြီးတော့နောက်တစ်ခုကကျွန်တော်တို့အလူရှင်ဖြစ်ဖြစ်အကူကြီးတောင်းခံလို့ဖြစ်ဖြစ်ဘာလို့လို့ပြလဲဆိုတော့ကျွန်တော်တို့ဒီတိုင်းဒေသကြီးပေါ့နော်တိုင်းဒေသကြီးဆိုရင်ဟာလေးတောင်းအပေါ်ဆုံးမှရှိရပြတိုင်းဒေသကြီးဆိုဟာလေးရွှေမယ်ရွှေလိုက်တိုင်းဒေသကြီးပြည်နယ်ရောမှာမူတည်ပြီးတော့ကျွန်တော်တက်ဆိုင်ရမျိုးနယ်တွေကတော်တော်ပေါ်ထွက်ကြလာလိမ့်မယ် 而且嘛，本来 hoax 喔，它从病毒本身来，我们这里边。<noise> အာလက်ရှိမှာကကျွန်တော်တို့အသုံးပြုတော့အားလုံးတွက်ကြည့်လိုက်ရင်တော့ရာနာနာလို့ရှိမယ်ဗျဒါပေမဲ့တကယ် data ဖြည့်ရတော့နည်းနေပြီဗျဟိုကျွန်တော်တို့ဒီ last လောက်ထားလည်းမကြသေးတော့ဟို data ဖြည့်ရတော့10ခန်းတော့ပဲရှိပြီဗျကျွန်တော်က data ဖြည့်ရသူများမှဒီကျွန်တော်တို့ဒီလူမျိုးနည်းနည်းအကူအညီတို့ရပါပါတော့ဗျ Hope Hands ရဲ့အနာဂတ်စီစဉ်တွေကဘယ်လိုရှိပါသလဲဒီငလျင်ဘေးဒဏ်တဲ့ကုညီကယ်ဆယ်ကာလအလွန်မှာရော Hope Hands ကဘယ်လိုဆက်လုပ်သွားဖို့ရှိပါသလဲရှင်အကြောဘုတ်ဒီ တွင်းမှာလည်းကျွန်တော်တို့ထပ်ပြီးတော့အခုသူများတွေပေးတဲ့တုံးနေတွေပေးတဲ့ feedback တွေအတချို့လူတွေပေးတဲ့ suggestion တွေလည်းကျွန်တော်တို့ဒီပိုင်းဒီ deploy လုပ်နေရလေးရှိနေပြပြီးတော့နောက်တစ်ခုကကျွန်တော်တို့အခုချိန်ကျွန်တော်တို့ကဒီဟောက်ဆန်းကအာပုံမှန်လေးပြောရအောင်ကျွန်တော်တို့ကကုညီရှင်စိတ်အရင်ခံတတ်တတ်နေပဲဟိုလူတွေစီကိုမြန်မြန်ရအောင်ဒီကာလအတွင်းမှာကိုချက်ချင်းကုညီနိုင်အောင်ဆိုရအရာနဲ့ပဲကျွန်တော်တို့ကဒီ deployment ရဲ့ဟိုတချို့ guideline တွေ rule တွေဘယ်လိုမျိုး တော့ကျွန်တော်တို့ငကလက်လုပ်ပြီးတော့မင်းများဆက်ဆံအောင်လူရည်စည်းကိုရောက်သွားနိုင်မှုဦးစားပေးပြီး deploy ထားပါတော့တရထဲနဲ့ production level deploy ဆိုရာတို့ဒီ deploy ဘာတွေဘာတွေဆိုရင်နားလည်မယ်ထင်ပါရဲ့ဟိုကျွန်တော်တို့ release အရင်ယူရတယ်ဗောနော်အဲ့ဒါကြောင့်တော့အဲ့ဟာတွေလည်းကျွန်တော်တို့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ဟိုမှာ design mind တွေလည်းကျွန်တော်တို့ design talent နဲ့ပြန်လုပ်မယ်ဒီ development မှာဆိုတော့ကျွန်တော်တို့ဟိုတည်ချအဖြည့်ဖို့ရရှိတယ်ဗောနော်ပြီးတော့နောက်ပိုင်းနဲ့ DIY မှာမဟုတ်ပြကျွန်တော်တို့ဒီလူပြောင်းရှာရရအရာမျိုးပြီးတော့ဒီ equity မဟုတ်တခြားနောက် ဖြစ်လာနိုင်တဲ့တဘောဘေးရဲ့နေရာလည်းဟိုကာဘာဖြစ်အောင်ဖြစ်လာတဲ့ဒီတဘောဘေးရဲ့နေရာတိုင်းမှာလည်းကျွန်တော်တို့ဒီကောင်ကဟိုအမြင်နဲ့လူတွေကိုတစ်ပတ်တည်းကူညီရဲ့ရှားလေးပြောင်းပလက်ဖောင်းလေးတစ်ခုဖြစ်အောင်လုပ်ဆက်သွားဖို့ရှိရပြဟုတ်ကဲ့ပါကို ခုလိုအချိန်ပေးပြီးဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ငလင်းကြောင့်လူအသေးပြောင်းများခဲ့တဲ့အင်းလေးကရွာတွေမှာပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမဆနိုင်သေးတာကြောင့်ဒေသခံတွေအကူအညီတောင်းခံနေကြပါတယ်မော်ရစ်ကပြောပြပေးမှာပါ ငလင်ကြောင့်လူအသေးအပြောင်းနဲ့ထိခိုက်ပျက်စီးမှုများတဲ့ကေလာကျွာအုပ်စုကေလာရွာကြာတော့တရကြီးရွာတွေဘက်မှာအခုထိပျက်စီးသွားတဲ့အိမ်တွေကိုရှင်းလင်းမလုပ်ရသေးဘူးလို့ဒေသခံတွေက TVB ကိုပြောပါတယ်။ရေပေါ်ရာတွေဖြစ်တဲ့အတွက်ရေထဲမြုပ်နေတဲ့အိမ်တွေကိုပြန်ဖော်ဖို့နဲ့ပြိုသွားတဲ့အိမ်တွေကိုပြန်ဆောက်ဖို့အတွက်ကျွမ်းကျင်တဲ့ပညာရှင်တွေလိုအပ်နေပြီးပြန်လည်ထူထောင်ရေးအတွက်ကူပေးမဲ့အဖွဲ့အစည်းတွေလိုအပ်နေတာလို့ဆိုပါတယ်။အိမ်ပေါင်း435ရင်ပျက်စီးသွားပြီးလူအယောက်30ကျော်တည်တဲ့ကေလာရွာမှာဒီနေ့ထိပြိုသွားတဲ့အိမ်တွေကိုရှင်းဖို့အကူအညီမရသေးဘူးလို့ပြောပါတယ် အဲ့ဒီအကောင်လုံးတလုံးမတေချာမရှင်းရတယ်ကြာတချို့နည်းနည်းပိုက်ဆံဟာပိုက်ဆံအစဉ်ပြေတဲ့သူတွေလောက်ပဲရှင်းရသေးရကြာဘာလို့လဲဆိုတော့အကောင်လုံးကလက်သမားလည်းမလောက်ကြဘူးပြကြရင်အင်ဂျင်နီယာခေါ်မယ်ဆိုလည်းခေါ်လို့မရတဲ့ဟာမျိုးဗျပြည်လာရွာကြီးပေါ်ရွာဆိုတော့ဒီပေါ်မှာဆောက်ထားတဲ့အိမ်မျိုးပဲရှင်းလင်းရမှာဆိုတော့ဒေတာခံလက်သမားတွေမှာပဲအစဉ်ပြေမှာကြာပြန်လဲထူထောင်ရေးအတွက်ဒေတာခံတွေဟာဝါးနဲ့ကျွမ်းကျင်လက်သမားဆရာတွေကိုလိုအပ်နေပါတယ် လက်ရှိအင်းလေးမှာအလှရှင်တွေပုံမှန်လာနေပေမဲ့ကုညီကယ်ဆယ်ရေးအတွက်လုံလောက်တဲ့အဖွဲ့အစည်းနဲ့လူဝင်အားမျိုးမရကြသေးပါဘူးတတိကတော့တော်အတွက်လုံလောက်တဲ့ပမာဏငွေကြေးလုံလောက်တဲ့ပမာဏမရှိမရရှိသေးတဲ့အတွက်ပြန်လေထူထောင်ရေးဖက်ကိုမကူနိုင်သေးတာလည်းပါမယ်ပြီးတော့မှတတော်အိမ်အဟောင်းကပြူချပြည့်စီရတဲ့အိမ်တွေကိုပြန်လေရှင်းလင်းရေးမလုပ်ရသေးတာလည်းပါမယ်ဗျအခု ကျွန်တော်တို့ဒီမှာအခက်ခဲဆုံးကလက်သမားအခက်ခဲဖြစ်တယ်ဗျ။ကျန်ဆောင်ဖို့အတွက်ရောပြီးတော့မှချစ်စီအဲ့ဒီပြိုကျလာတဲ့အိမ်မျိုးဖြတ်ပြန်ပြီးတော့ဖြတ်ပြီးတော့ရှင်းလင်းလို့ဖို့အတွက်ရောဗျ။အင်းလေးဒေတာလူအခွင့်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်အရဆိုရင်အင်းလေးမှာလူဦးရေ90ကျော်သေဆုံးခဲ့ပြီးနေအိမ်ပေါင်း2000ကျော်ပျက်စီးခဲ့ပါတယ်။ရွာလုံးကျပျက်စီးသွားတဲ့ရွာတွေလည်းရှိနေပြီးဒီနေ့ချိန်ထိအထူးခိုက်ပျက်စီးတဲ့လူသေပျောက်စင်အတိအကျမရသေးပါဘူး။ကျွန်တော်မော်ရစ်ပါ ကလင်းဘေးဒဏ်ကြောင့် HIV TV စရဲနာတာရှိဆေးမီဝဲတောက်တုံးနေရတဲ့သူတွေအနေနဲ့စေဝါပြက်လက်လာရင်မြို့သားညညရဲ့အစိုးရအန်ယူဂျီရဲ့ကျမ်းမာရေးဝန်ကြီးဌာနကိုဆက်သွယ်နိုင်ပြီးစေဝါအကူအညီတွေပေးနေတယ်လို့ဆိုပါရယ်မြို့သားညညရဲ့အစိုးရရဲ့ကျမ်းမာရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ဆရောကအထူးကုဆရာဝန်ကြီးဒေါက်တာအောက်ကာကိုဆက်သွယ်မေးမြန်းထားပါရယ်ကေခိုင်သတင်းပေးပို့ထားတာပါရှင် ဒီငလျင်ဘေးတက်တဲ့ဒေတာတွေမှာလေဆရာတိရေရှည်ဆေးတောက်နေရတဲ့သူတွေလည်းရှိမယ်ပေါ့နော်ဒီ HIV တို့ TB တို့လိုယောဂတွေအတွက်ရောဆရာဒီကာလမှာဆိုလို့ရှိရင်ဆေးထုတ်ရဆေးတောက်ရခက်ခဲတဲ့အခြေအနေတွေကြုံရလာနိုင်လားဆရာဟုတ်အေးချာလို့ကြုံရနိုင်တယ်မျိုးတွေကဓာတာရှိယောဂတွေကိုခေါ်တာပေါ့နော် TB HIV အဆုတ်တွေတို့စီချိုကင်ဆာစသည်ဖြင့်ဒီဓာတာရှိယောဂဖြစ်နေတဲ့ယောဂတွေဒီဆေးဝါးကုသမှုတောက်လျှောက်ခံရင် ရတဲ့သူတွေဖြစ်တယ်သူတို့ဆေးတွေကဒီသူတို့ရဲ့ကုလနေယောဂရဲ့ဆေးတွေဒီပျောက်သွားတဲ့ဆေးမဟုတ်ဘူးဆက်ပြီးမဆိုးအောင်ထိန်းသိမ်းထားတဲ့ဆေးတွေဖြစ်တယ်အဲ့တော့ဒီဆေးဝါးတွေကအခုဆိုရင်လမ်းမဆက်တဲ့ကုတွေတက်တောင်းနေဆေးဥဆေးကနေမြေပြာပျက်စီးနေတယ်လူတွေကကစင်ပြားဖြစ်နေတယ်ဒူးစွာရင်းမြစ်တွေမရှိတော့ဘူးကျွန်တော်တို့ဈာမကြီးဆိုင်ဆိုင်မှုမြေပြာမှာပေးနေတဲ့သူတွေလည်းသူတို့ကိုယ်တိုင်သူတို့အထူးဒုက္ခတွေရောက်နေတော့ဒီဟာတွေကသူတို့ဘာမှပြန်လို့မပေးနိုင်အဲ့လိုလုံးဝပြင်းနေတဲ့အခြေအနေမှာ ကိုနကပြောတဲ့ယောဂဝေဒနာတွေပေါ့နော် bank communicable disease တိုင်လည်းရတယ် communicable disease ထဲမှာလည်းကိုနကပါထားတဲ့ HIV တည်းလည်းပါနေတယ်။နောက်ခုပေါင်းမှာဒါတာရှိယောဂရှိနေတဲ့သူတွေအားလုံးပါတော့ဟောသူတို့တွေရဲ့ယောဂအခြေအနေကပိုဆိုးလာပါတယ်။ဒါတိဥရုကလည်းဆိုးနေတယ်။အဲဆိုတော့အကုန်လုံးတစ်ပုပေါ်နှစ်ပုသုံးပုဆင်တာပေါ့နော် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အလိုမျိုးဆေးပြတ်မယ်ဆိုလို့ရှိရင်နောက်ဆက်တဲ့ကျဲမကြီးပြဿနာတွေလည်းဆိုးရွားနိုင်ရဲ့ဆိုတော့လေဒါနဲ့ပတ်သက်ပြီးတော့ဆရာအနေနဲ့ဖြည့်ဆွတ်ပြောချင်တာရှိပါသလားရှင်အဲ့တော့အလားတူကိုဘယ်လိုမျိုးကာကွယ်ရမလဲဆိုတာတစ်ခါတည်းထည့်ပြပို့နေတယ်နေဆရာကျွန်တော်တို့ဂျမိုင်းဝန်ကြီးဌာနနဲ့ချိန်ဆက်လို့ရတယ်သူကချိန်ဆက်ပေးပါကျွန်တော်တို့တက်နိုင်တဲ့နေရာအနေပြီးကျွန်တော်တို့ဆေးရအောင်အခုထိတ်လည်းလုပ်နေတယ်အခုပို့ပြီးတော့လည်းကျွန်တော်တို့ကျွန်တော်တို့ဒီကျွန်တော်တို့ဟန်နဲ့ဆေးတွေရအောင်ကျွန်တော်တို့ဆေးဝါးတွေရအောင်ကျွန်တော်တို့လုပ်ပေးနေတယ်အဲ့အတွက်ကိုဆက်သွယ်ပြီးတော့လုပ်ပါ ဘယ်သူပဲလာပြီးတော့ကျမ်းမာရေးဆောက်ရှောက်မှုပေးပေးဘယ်သူပဲလာပြီးတော့လူမှုကုလိုပဲဆောက်ရှောက်မှုပေးပေးကျွန်တော်တို့ကလုံးဝကျိုးဆိုတယ်ခုနကဒီနိုင်ငံကအဖွဲ့အစည်းတွေနိုင်ငံကဒီလူခွင့်အဖွဲ့အစည်းတွေအဲတခြားပရိသတ်ကူညီရတယ်ဘယ်သူကုကုကုလိုရတယ်ပြည်သူရှိကိုဒီစေးတွေရအောင်လုပ်ပေးဖို့ပဲကျွန်တော်ကဒီကနေ့ ရင်ကလေးကြောင့်ထိခိုက်ပျက်စီးခဲ့ရတဲ့ပျော်ပွဲမျိုး၊သဲတော်မျိုးနဲ့ဝမ်းတွင်းမျိုးတွေကငလင်းတင်ပြည်သူတွေဟာစစ်ကောင်စီရဲ့ကုညီထောက်ပံ့မှုတွေဘာတစ်ခုမှမရရှိဘူးလို့လူမှုကူညီကဲဆယ်ရဲ့အသင်းတာဝန်ရှိသူကပြောပါရယ်။အောက်ခံပေးပို့ထားတာပါရှင်။စကိုင်းနိုင်ငံကိုပို့ပြပြီးလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်စကိုင်းမန္တလေးမြို့ကြီးတွေနဲ့နီးတူထိခိုက်ပျက်စီးခဲ့တဲ့ပျော်ပွဲမျိုး၊သဲတော်မျိုးနဲ့ဝမ်းတွင်းမျိုးတွေမှာ နေအိမ်အဆောက်အဦစေုံပေါင်း320လုံးပြိုကျပျက်စီးခဲ့ပါတယ်။မြင်းလင်လောက်ခတ်မှုကြောင့်တေဆုံးသူများကျော်နဲ့ဒဏ်ရသူ80ကျော်ရှိခဲ့ပါတယ်။ဒါ့အပြင်မြို့နယ်တွင်ကဖျားစီသည့်ကျောင်းပေါင်း200နီးပါးနဲ့ဗလီဖျားကျောင်းလေးလုံးပြိုကျပျက်စီးခဲ့ပါတယ်။ဧပြီလ10ရက်နေ့မနက်4:18မိနစ်ကဝန်ရီမြို့နယ်ကျွဲကန်ကြီးရွာကိုပို့ပြုပြီးငလင်းထက်မှလှုပ်ခတ်ခဲ့ပါတယ်။ လူနေဆိုင်နေကြလေဆိုတော့ဒီကိုယ်စီစဉ်နေကိုပဲပဲဘာမှဘယ်နေရာကမှတော့မှမလို့တော့မလာသေးပါဘူးကြီးလေအဲတချို့ကလည်းဟိုတဲသူနေရဆိုတော့ဒီမှာကျတော့ဟိုမြို့ချင်းနေနေတဲ့ဟာဒီသာသူတိုက်သွားတယ်ဆိုတော့ကိုယ်ရင်ပြီးတော့တနင်္ဂနွေမှာလာနေတယ်ပေါ့လားမျိုးလေးရှိပါတယ်တဲသူနေတဲ့ဆင်းရတော့တယောက်မှမရှိပါဘူးကြီးလေအာသာကျေစေးရေးစခန်းမရှိဘူးဟောဘောအဖွဲ့ဒီလူကဆက်သက်လာတယ်ဘောနင်းမျိုးနယ်အတွက်ကိုသူဆရာဝင်ပို့ပေးမယ်ပို့ပေးပြီးတော့နောက်ဆက်တဲ့ဖြစ်လာမယ်ယောဂတွေအတွက် သူတို့ဒီဆရာဝန်ဆေးဝါးပါညာပေါ့နော်ဒီမှာနှစ်လကူပြီမယ်တော့မနေ့ကဆက်သွယ်လာပါလေဗျာလက်ရှိမှာလဲဇေဒီ၄စုတကွန်တိုင်း၃စုနဲ့ចောင်းတော်ကြီး၄ဆောင်ပြိုကျပျက်စီးခဲ့တဲ့ပြင်တန်ခါ၃မှာပြန်လည်တော်မူခဲ့တဲ့တိန်တော်တော်ကចောင်းတိုင်းမှာလဲဆယ်ရန်နီအကူကြီးတွေလိုအပ်နေတယ်လို့တိန်တော်တော်ကចောင်းတဲ့ဆရာတော်ကမိတ်ပါတယ်အခုရှင်ကြီးတော့ဦးဇင်းတို့စီမလာပါဘူးဗျာကြီးဆယ်ရမှာမလာသေးပါဦးဦးဇင်းတို့ဆရာတော်ဦးဇင်းတို့ကအခု နော်ဆိုတော့ပြိုပြက်နေတဲ့ဥစ္စာတွေပေါ့နော်ပြိုပြက်နေတဲ့ဥစ္စာလူအင်အားနဲ့ပဲဥပမာကြောင်းရှိတန်ဃာတွေသီလရှင်တွေလည်းနည်းနည်းလေးဝိတ်ပါတဲ့ဥစ္စာတွေတော့မရဘူးပေါ့လေခင်ဗျာအဲ့လေးတွေသူဆက်ပစ္စည်းလေးတွေနည်းနည်းလေးကန့်ရှင်းလို့ပေါ့တော့ကောင်းတော့ပေါ့ကိုကတော့ဦးဇင်းတို့ပါတာပဲဒီတိုင်းပဲလုပ်ရတာပေါ့ကျွန်တော်ခုစားပြီးတော့ခရီးတွေပါလေကြတော့တုံးရကြီးတွေလေအကြီးကြီးတွေကြတော့တခုချင်းဖြိုးရတာပေါ့နော်အခုကြတော့ဦးဇင်းတို့ပါကဟိုရက်ကွက်နဲ့လည်းဝေးလာဆိုတော့ အဲဟိုရက်ွက်ထဲကိုကုပါတော့ပါလေလောအပေးလို့ပါတော့ခေါ်လို့လဲစဉ်းမကြည့်ဘူးဗျအဲကျောင်းရှိတဲ့တန်ခါနဲ့ဒီလရှင်နဲ့ပဲဒီတိုင်းအဲ့ဒါလေးတွေကိုပြန်ပြီးတော့တန်ရှိလုတ်ပြီးတော့မှပြန်လဲထူတော်လေးကိုပြန်တော့ရမှာပါမြန်မာနိုင်ငံမှာအင်အားပြင်းငလင်လောက်ခတ်မှုကြောင့်စုစုပေါင်းသေဆုံးသူအရေအတွက်4335ယောက်နဲ့ထိခိုက်ဒဏ်ရာရရှိသူ6588ယောက်အထိရှိလာပြီးလူ230ယောက်ပျောက်ဆုံးနေဆက်ဖြစ်ကာကယ်ဆယ်ရရှိသူ653ယောက်ဖြစ်တယ်လို့ DBB ကဧပြီလ9ရက်နေ့ည9:00နာရီထိစူးစီးရရှိထားတဲ့အချက်လက်တွေအရသိရပါတယ်။ကျွန်တော်အောင်ခန့်ပါ။ငလင်ကာလဖြစ်တဲ့အတွက်စစ်ကောင်စီက အပြစ်ခတ်ရဲစဲကြောင်ထုတ်ပြန်ကြေညာထားပေမဲ့လည်းအချိန်တိုင်းလိုလိုအရသာပြည်သူတွေကိုနေထိုင်တဲ့မြို့ရွာဒေသတွေအပေါ်လေကြောင်းတိုက်ခိုက်မှုတွေကိုတောက်လျှောက်ပြုလုပ်နေတာကိုတွေ့ရတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကဧပြီလ10ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီကဧပြီလ2ရက်နေ့ကနေဧပြီလ22ရက်နေ့ထိအပြစ်ခတ်ရက်စဲမှာဖြစ်တယ်လို့ထုတ်ပြန်ကြေညာခဲ့ပေမဲ့လည်းအခုလိုလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေကိုမြန်မာနိုင်ငံနေရာအနှံ့မှာဆက်လက်လုံဆောင်နေသေးဖြစ်ပါတယ်။စင်ကူးမြို့နယ်အတွင်းလေကြောင်းတိုက်ခိုက်မှု2ကြိမ်၊မတရားမြို့နယ်အတွင်း2ကြိမ်၊တပိတ်ကျင်းမြို့နယ်မှာ5ကြိမ်၊မိုးကုန်းမြို့နယ်မှာ2ကြိမ်နဲ့နောင်ကျုံမြို့နယ်တွေမှာ2ကြိမ်ပြုလုပ်ခဲ့တာကိုတပ်တွေအထောက်အထားတွေနဲ့ပါတွေ့ရှိရတယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ အခုလိုစက်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရတားပြည်သူတချို့ထိခိုက်ဒေဆုံးမှုတွေရှိခဲ့တယ်လို့ဆိုပါရယ်။ဒါပြင်စက်ကောင်စီဟာမြေပြင်စစ်ကြောင်းထိုးမှုတွေနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကိုလည်းလုံးဝရပ်နားတာမရှိဘဲဆက်လက်လှုပ်ဆောင်နေတာကိုတွေ့ရှိရတယ်လို့ဆိုထားပါရယ်ရှင်။ငလင်ကာလမှာအပြစ်ရထားမယ်လို့စစ်ကောင်စီကပြောပေမဲ့မြေပြင်မှာတော့စစ်ကြောင်းထိုးတာတွေလုံဆောင်နေကြပါဗျ။ ။ကလေးနုနယ်မှာလည်းစစ်ကောင်စီတပ်ကပေါ်တာဆွဲပြီးကျေးရွာတွေဘက်ကိုစစ်ကြောင်းထိုးမီးရှို့တာတွေဇက်တိုက်လုံဆောင်နေတယ်လို့ဒေသခံတွေကပြောပါရယ်။ဒီသတင်းကိုလင်းအိပ်ပေးပို့ထားတာပါရှင်။အင်အားကြီးမားတဲ့ငလင်လွတ်ခဲ့ပြီးတဲ့နောက်ကယ်ဆယ်ရေးလုပ်ငန်းတွေလုံဆောင်ဖို့22ရက်ကြာယာယီပြစ်ခတ်ရမယ်လို့စစ်ကောင်စီတပ်ကကြေညာထားပြီးမဲ့လေကြောင်းတိုက်ခတ်မှုနဲ့လက်နက်ကြီးပြစ်ခတ်မှုတွေကိုနိုင်ငံအနှံ့မှာဇက်တိုက်ပြုလုပ်နေပါတယ်။စကိုင်းတိုင်းကလေးမြို့နယ်မှာတော့စစ်ကောင်စီတပ်ကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေနဲ့ ကြီးရတွေဘက်ကိုစစ်ကြောင်းတို့မိရှုပ်ပြီးလက်နက်ကြီးနဲ့ပစ်ခတ်တာတွေကိုအပြည့်ရဲ့ကာလမှာဆက်လက်လှုပ်ဆောင်နေတယ်လို့ကလေးမျိုးကန်တွေကပြောပါတယ်စစ်ကောင်စီကကလေးမျိုးလမ်းမတွေနဲ့လမ်းကြားတွေမှာရှောင်းတခင်စစ်ဆေးပြီးလူငယ်မျိုးသားတွေကိုအကြောင်းမျိုးပြပြီးပေါ်တာဆွဲဖမ်းဆီးနေတာစစ်သားစုဆောင်တာကိုဆက်လက်လှုပ်ဆောင်နေတယ်လို့ကလေးမျိုးဒေသခံကပြောပါတယ်စုပေါင်းယုံလို့ခေါ်ပါတော့ယုံနေအများကြီးစုထားတာကလေးအရှိရေစကန်နာမှာရှိတဲ့စုပေါင်းယုံမှာဆိုဒီစစ်မှုတန်းဖို့ဆွဲခံရတဲ့ကလေး မျိုးပေါ်ရေရွာဘက်တည်းကလူတွေဆိုအများကြီးပေါ့နော်အဲသွားတဲ့လူတွေဆိုပြောတာအများကြီးအများကြီးပဲအဲ့လိုမျိုးဖန်ခံလာရလေနေ့စဉ်နေ့တိုင်းဖန်ခံလူတွေရှိတယ်တော်လည်းနေ့စဉ်နေ့တိုင်းလိုက်ဖန်နေဒီတန်းအပြည့်ရက်တယ်ဆိုတော့တော့နိုင်ငံတကာမျက်နှာသာမှာဒီမီဒီယာမှာပါယုံတော့အပေါ်ယံတော့ပဲပေါ့နော်မြေပြင်မှာတော့ဒီ မုံရနယ်ပဲနယ်ပဲဒီအညာဒေသတွေမှာပါရမိုတာနဲ့တိုက်တာတွေမင်းတပ်တို့မတူဘူးလို့ပဲဘုံကျဲနေတာတွေဖလန်းပဲရောက်တာတွေဒါတွေကတော့တောက်လျှောက်လုံးနေမနေ့ကဆိုရင်ကလေးတောင်ပိုင်းရွာတွေကိုလည်းဒီဒီကံကောနယ်ဘက်ကနေလမ်းပြီးမှအမြောက်တွေနဲ့ထူတာတွေဒါရတနိုင်ငံလုံးရှိနေတာပေါ့သူနေ့အတုံးဆောင်ပရုစစ်ကောင်စီတပ်ကယာယီပြည့်ရထားတဲ့ကာလအတွင်းဧပြီလ၁ရက်မှာကလေးမျိုးနယ်တာယာဝတီရွာကနေအိမ်တွေကိုမီးရှို့တာနဲ့ဧပြီလ၆ရက်ကကုတ်ကိုရွာကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်ဒေသခံ၅ယောက်ဟာခြေတောင်းနဲ့ဝမ်းပိုက်တွေမှာထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ် တော်လိုင်းရဲ့တပ်ဖွဲ့ဝင်တွေဘက်ကသူတို့ရောက်ရှိနေတဲ့နေရာတွေမှာထိုးစစ်တွေကိုရပ်ထားပေမဲ့စစ်ကောင်စီတပ်ဘက်ကစစ်ကြောင်းတို့တိုက်ခိုက်တာတွေရှိတဲ့အတွက်ပြန်လည်ခုခံတိုက်ခိုက်ရတဲ့အခြေအနေတွေရှိနေတယ်လို့ကလေးဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်စစ်ကောင်စီဘက်ကနေမှအခုဆိုရင်ဟိုထိုးစစ်ဆင်လာတာတွေရှိလာတယ်လေအဲဒါဆိုတော့သူတို့ကထိုးစစ်ဆင်လာရှိရကိုယ့်ဘက်ကလည်းပြန်ခံပြီးမှတိုက်ခတ်တိုက်ခတ်တာမျိုးတော့အချိန်မီးဖြစ်နိုင်တာပါသူတို့ဘက်ကလည်းထိုးစစ်ရှိတော့ကိုယ့်ဘက်ကလည်းပြန်ပြစ်ရတော့ပါအဲ့လိုတွေပေါ့ ်ကြီးသူတို့ကလည်းပြစ်ခိုက်ကြဆဲနေတာမနေ့ကလည်းတဏီကိုလက်နဲ့ကြည့်နေနှမ်းထူနေတယ်ခေကောင်းဆောင်ကဘလောက်ပဲပြစ်ခိုက်ကြဆဲပါရဲ့ပြောပြောသူတို့ဘက်ကလည်းအခုလိုလှုပ်ရှားနေခါကျတော့ကိုယ့်ဘက်လက်နဲ့ခံရတယ်ကာစီလိုမရတဲ့အနေထားကြီးရှိတာပေါ့ဟိုတိုင်သားတွေအနေထားနဲ့ညီပြင်းအနေထားနဲ့စီကံချုပ်ပေါက်တာတွေတို့ပြောဆိုထားပြီးမလဲအဲဒီဂျင်အနေထားတွေမှာကအခုလိုစက်ကောင်စီဘက်ကပြန်လန်ပြစ်ခတ်မှုတွေပေါ့နော်ရန်တန်ထူပြန်ရန်တန်လက်နဲ့ကြည့်နေပြစ်ခတ်မှုတွေဖြစ်လာတဲ့အနေထားတွေကြာ တော်လိုင်းတစ်ဖွဲ့နဲ့စစ်ကောင်စီဘက်ကပါယာယီပြည့်ရက်မယ်လို့ကြေညာခဲ့တဲ့အတွက်ကလေးမျိုးနဲ့တင်သားကျွရအုပ်စုကဒေသခံတွေဟာကျွရတင်းကိုပြန်လည်နေထိုင်ခဲ့ကြပြီမဲ့လက်ရှိမှာတော့စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးရန်ကြောင်တောတောင်းနေတဲ့ကိုပြန်လည်စပေးတင်းချောင်နေကြရတယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ကငလင်လှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်ကနေဧပြီလ8ရက်အထိနိုင်ငံထဲမှာတိုက်ခိုက်မှုအကြိမ်129ကြိမ်ပြုလုပ်ခဲ့ပြီးအပြစ်မဲ့ပြည်သူနဲ့တော်လိုင်းတပ်ဖွဲ့ဝင်82ယောက်တေဆုံးခဲ့ရပါတယ်ကျွန်တော်လင်းအိမ်ပါ မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားကြီးငလင်ကြောင့်နေပြော်နယ်မန္တလေးမြို့မှာရှိတဲ့အားကစားကွင်းတွေယုံတွေထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါဗျ။2023စီးကိန်းပြိုင်ပွဲပွဲစဉ်တွေကိုလက်ခံကျင်းပခဲ့တဲ့နေပြည်တော်မှာရှိတဲ့ဝနာသိတိဘောလုံးကွင်းနဲ့ဇေယသီရိဘောလုံးကွင်းတွေအပါအဝင်တခြားအားကစားရုံတွေလည်းထိခိုက်ပျက်စီးခဲ့ရတာပါဝနာသိတိဘောလုံးကွင်းအတွဲပွဲကြည့်စဉ်တွေနဲ့ဝင်ပေါက်မှာရှိတဲ့အုံနယ်ရံတွေကွဲရခဲ့သလိုပြေးလည်တလျှောက်မှာလည်းကွဲရမှုတွေရှိခဲ့ပါတယ် ဝနာသိတိဘောလုံးကွင်းနဲ့အာကစားယုံတွေထိခိုက်ပျက်စီးမှုအခြေအနေကိုဧပြီလ9ရက်နေ့ကစစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုတိုင်လာရောက်ဆက်ဆီးခဲ့ပြီးထိခိုက်ပျက်စီးမှုတွေကိုနေပညာရှင်တွေရဲ့အကူအညီနဲ့စနစ်တကျပြုပြင်ဖို့လိုအပ်ကြောင်းနဲ့လူတွေအများပြားလာရောက်တဲ့အာကစားကွင်းတွေဖြစ်တာကြောင့်တက်ခိုင်မှုပိုင်းကောင်းမွန်နေဖို့လိုအပ်ကြောင်းတာဝန်ရှိသူတွေကိုမှာကြားခဲ့တယ်လို့သိရပါတယ်တားပြေမန္တလေးမြို့မှာရှိတဲ့မန္တလာသီရိဘောလုံးကွင်းနဲ့မြမဘောလုံးအကယ်ဒမီအဆောက်အအုံတွေလည်းထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါတယ်ရှင်။ TV ရုပ်မြင်သံကြားရဲ့နေ့လယ်2နာရီချိန်ထိရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်ရှုစားခဲ့ကြရတာပါ။နောက်ဆုံးရတဲ့သတင်းတွေကိုလည်းထပ်မံဖြည့်ဆက်ပြီးတင်ဆက်ပေးအောင်ပါ။ကျမတို့ငုတ်ခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။ DBB Weather Forecast မိုးလေဝသခန့်မှန်းချက် 贝尔德，莫里沃达，凯梅杰。 ခမ်းမန်းချန်တင်ဆက်ပေးပါပြီ။ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေလို့ဒီပူပီ